မင်္ဂလာပါရှင်ကျော်ရင်မြင့်ဝတ္ထုတိုများဆိုတဲ့စာအုပ်ထဲကအိမ်မက်ကျော်ညာဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပါရစေရှင်ဥရွှေခင်တယောက်ကားအက်ဆီဒန့်နဲ့တေရှာပါလေရောလုပ်ငန်းကြီးတစ်ခုလုပ်ဖို့သဘောတူစာကျွန်လွားလက်မှတ်ထိုးပွဲကအပြန်သူစီးလာတဲ့ကားကိုအလွန်အကျွံအရက်တောက်ပြီးမောင်းလာတဲ့လူငယ်တစုရဲ့ကားက ဝင်အောင်မီလို့ခမပွဲချင်းပြီးဆုံးရှာတာပါဘဝကူးလာတဲ့ဥရွှေခင်ကိုနှက်ပြီးပို့ရမလားငရဲခံခိုင်းရမလားဆိုတာတမလွန်စီမံခံခွဲရေးနှမင်းကဝေခွဲမရဘူးဖြစ်နေတယ်သူ့အလုတ်တိုင်းမှာအဆိုးအကောင်တွန်တွဲနေတာကြည်ပဲဥရွှေခင်ကလည်းလူပါလူနဲ့ပါတမလွန်စီမံအုပ်ချုပ်ရေးနှမင်းနဲ့တွေ့ချိန်မှာ သူ့ကိုတကြိုတုန်းကသူ့မိသားစုကထဲ့ပေးလိုက်တဲ့ရွှေဆက်ကူရီတွေကတစ်ထက်ကိုဇပွဲအောက်ကလက်ရှူပြီးပေးလိုက်တယ်။နတ်မင်းကလည်းဥရွှေခင်ကိုမြင်ကလေးကခင်မင်စိတ်ဖြစ်ခဲ့ပါတည်းဒါနဲ့နတ်ပြည်ပို့ရမလားငရဲပြည်ပို့ရမလားဝေခွဲလို့မရသေးတဲ့သူ့လျှို့ဝှက်ချက်ကိုနတ်မင်းကပြောပြတယ်ဥရွှေခင်ကလည်းရတဲ့အခွင့်အရေးကို ဘယ်တုံးကမှအလွတ်မပေးဘူး။ငရဲပြည်နဲ့နတ်ပြည်ကို တလဲစီသွားကြည့်ပါရစေ။သူသဘောတွေ့ရသွားပါရစေဆိုတော့တမလွန်နေရာချထားရေးနတ်မင်းကလည်းသဘောတူတယ်။ငရဲပြည်ကိုတရက်နတ်ပြည်ကိုတရက်အစမ်းလေ့လာရေးအဖြစ်သွားကြည့်ရမယ်။ပြန်လာပြီးမှဘယ်ကိုသွားမယ်ဆိုတာတိတိကျကျဆုံးဖြတ်ပေါ်လို့ခွင့်ပြုတယ်။နတ်လန်းညွန်တယောက်ကဥွှေခင်ကိုခေါ်သွားပြီး ငရဲပြည်ကိုအရင်လိုက်ပို့တယ်ငရဲပြည်အဝင်ဂိတ်ကငရဲသားတယောက်လက်ထဲဥရွှေခင်ကိုအပ်လိုက်တယ်ငရဲပြည်ဆိုတာဥရွှေခင်ထင်ထားသလိုအမြင်မဆိုးဘူးတဲ့အဝင်ဝမှာ Welcome to Golden Flame Land ဆိုတဲ့စိုင်းပုတ်ကြီးကဟိနေတာပဲသူ့ကိုလာကြိုတဲ့ငရဲသားကလည်းမုံမုံရီရီပါပဲကတ်တွန်းစာအုပ်တွေထဲပါတဲ့ငရဲသားပုံတွေလိုမျက်နှာထဆိုးဆိုးမဟုတ်ဘူး ဥရွှေခင်ကိုတွေ့တာနဲ့ငရဲသားကသူ့လက်ကိုအရင်ကမ်းပေးပြီး Welcome to hell. Nice to meet you လို့အင်္ဂလိပ်စကားနဲ့နှုတ်ဆက်တယ်။ဥရွှေခင်ကလည်း Nice to meet you လို့ပြန်နှုတ်ဆက်တယ်။သူ့အတွေ့အကြုံမှာလည်းငရဲဆိုတာနိုင်ငံတကာကရောက်ရတဲ့နေရာမှုအင်္ဂလိပ်စကားသုံးတာထင်ပါရဲ့လို့အောက်မေ့တယ်။ဥရွှေခင်ကိုလာကြိုးတဲ့ငရဲသားကသူ့နာမည်ကိုကိုမောင်ကြီးအေးဖြစ်ကြောင်း ဧည့်လန်းညွန်ဖြစ်ကြောင်းမြမလူမျိုးဖြစ်ကြောင်းမိတ်ဆက်တော့ဥရွှေခင်တတော်ဝမ်းသာသွားပါတယ်။ငရဲပြည်မှာကိုယ်နိုင်ငံသားအချင်းချင်းလာတွေ့နေတာကိုငရဲဧည့်လန်းညွန်ကိုကိုမောင်ကြီးအေးရလဲဥရွှေခင်အတွက်ယမမင်းကြီးရုံတော်ကသူ့ကိုတမင်ရွေးချယ်တာဝန်ပေးတာဖြစ်ကြောင်းရှင်းပြတယ်။အပြန်အလှန်ပြိတ္တရာရစကားတွေပြောကြပြီးနောက်ဥရွှေခင်ကငရဲဧည့်လန်းညွန်ကိုသဘောကျသွားတယ် ခမည်းနာမည်ခေါ်ရတာမောလိုက်တာဗျာကိုကြီးလိုပဲခေါ်မယ်ကျွန်တော်ကိုလည်းအကိုကြီးလိုပဲခေါ်ပါဖြစ်သွားရောကိုကြီးကအကိုကြီးဥရွှေခင်ကိုငရေပြည်အဝင်ဂိတ်ထဲခေါ်သွားတယ်ဂိတ်အဝင်ကလမ်းနှစ်သွဲရှိတယ်တလန်းက visitor only လို့ရေးထားပြီးလမ်းတစ်သွဲကတော့ public only ဆိုပြီးညွှန်ပြထားတယ်လမ်းနှစ်သွဲလုံးအစုံမှာတော့ဂိတ်တကားမာကြီးတွေရှိတဲ့တကားမာကြီးတွေလည်း တစ်ခုနဲ့တစ်ခုအတူတူပဲကနုတ်ပန်းတွေနဲ့ရွှေတွေလဲဝင်းပြောင်းလို့ဥရွှေခင်ကို visitor ဆိုတဲ့အပေါက်ဖက် ကိုငင်းဟာခေါ်သွားတယ်။သူအပေါက်ဝရက်လိုက်တာနဲ့တကားမကြီးကအလိုလိုပွင့်သွားပြီး အဝင်ဝမှာငရဲသူမှချော့ချော့လေးလေးယောက်ကဂျပန်စတိုင်ခါညွတ်အယူအသေးပေးပြီး welcome to her လို့ပြောကြပြန်တယ်။ဥရွှေခင်ကလည်းအကျင့်ပါနေတဲ့အတိုင်း ကောင်မကလေးတယောက်ရဲ့ပခုံးပေါ်လက်တင်ပြီး thank you thank you လို့ပြောရင်စိတ်စိတ်ဆက်ဆက်ကြည့်လိုက်တော့ကလေးမလေးတွေက စကတ်တူတူတွေနဲ့ပါကလားမျက်နာလေးတွေကလည်းပြုံးလို့ချိုးလို့သူဝင်ပြီးတာနဲ့တကားမကြီးပြန်ပိတ်သွားတယ်ငရဲပြီးအဝင်လန်းတစ်လျှောက်ကလည်းလျှက်စင်မီးရောင်တွေ ထိန်လင်းလို့ခမ်းမဆောင်ကြီးတစ်ခုလုံးကို လေအေးဆက်ကနိုင်သမို့အေးစိမ့်စိမ့်ကလေးနဲ့မှုေးလို့တင်လိုက်ပါလား လမ်းဘေးတလျှောက်မှာလဲ duty free shop တွေ CDOK ဆိုင်ငန်းတွေ disco club တွေစားတောက်ဆိုင်တွေတန်းစီလို့ဥရွှေခင်အိတ်ထဲမှာ ရွှေဆက်ကူငွေဆက်ကူအများကြီးကြံသေးတယ်ကိုငိမ့်ကိုခေါ်ပြီး Royal Isha House လို့အင်္ဂလိပ်လိုနဲ့တရုတ်လိုနှစ်ဘာသာဆိုင်ပုံရေးထားတဲ့စားတောက်ဆိုင်တွေဝင်ပြီးနနက်စာဒင်ဆန်းစားကြတယ်စားတောက်ပြီးကြတော့ဥရွှေခင်ကို အပန်းဖြေဥယင်ဆိုတာကိုငိမ့်ကခေါ်သွားတယ် ဝင်ချင်းမပေးရဘူးအစစ်မြင့်အပန်းဖြေဥယျာဉ်တွေတို့စီမှာလည်းရှိနေပြီကွာမင်းတစ်ခေါက်လောက်တော့အလဲပြန်လာကြည့်ရင် အရန်တုတ်တက်နေတာတွေ့မယ်လို့ဥရွှေခင်က ကိုငိမ့်ကိုပြောတယ်ကိုငိမ့်ကရုပ်ရှင်ကားတွေကကောင်းပွိုင်မင်းသားစတိုင်ပခုံးကိုတွန့်လိုက်ပြီးဟဲဟဲကျွန်တော်ဒီမရခင်ကအပန်းဖြေဥယျာဉ်ထဲမှာဓာတ်လိုက်သေးပြီးရောက်လာတာလို့ပြောပါတယ်အပန်းဖြေဥယျာဉ်ကိုတော့ဥရွှေခင်က တိတ်ထူးခြားလာတယ်လို့မထင်ပါဘူး။ဒါနဲ့တခြားသွားရအောင်ကွာ ဆိုတော့ကိုငင်းကဒီမှာကြောင်ညာရိုက်နေတာရှိတယ်သွားကြည့်မလား။ဆိုပြီးပြန်မေးတယ်။ဒါနဲ့ပဲကြောင်ညာရိုက်ကွင်းကိုသူတို့နှစ်ယောက်ရောက်သွားကြပါလေရော။ကြောင်ညာရိုက်နေပုံကစီကံကြီးထဲမှာမင်းသမီးနဲ့မော်ဒန်မလေးတွေက ရေကူးဝစ်စုံဝေးပြီးကူးခံနေကြတာပါ။ဒါကိုငါးတက်တိုက်မြင့်ကြီးပေါ်မှာရှိနေတဲ့မင်းသားက မှန်မြောင်းနဲ့လှမ်းကြည့်တယ်။ကြည်နေရင်စိတ်မထိန်နိုင်တော့တဲ့ပုံမျိုးနဲ့ငါးတက်တိုက်ပေါ်ကနေငရဲစီကံနဲ့ဒိုင်မင်ပစ်ပြီးထိုးဆင်းတဲ့ပုံရိုက်တာပါ။ဒီရိုက်ကွင်းကိုကြည်ရင်ဥရွှေခင်ကတို့စီယာစာနေစင်းစရာတွေသာမြင်ရင်နာမည်ကိုစနေနံပါတဲ့မင်းသားနဲ့မင်းသမီးငရဲပြည်ရောက်ဆိုပြီးတရင်ရေးမှာပဲကွာလို့ကိုငိမ့်ကိုပြောပါတယ်။ကြောင်ညာရိုက်ကွင်းကရိုက်လက်စခဏနားတယ်။ မင်းသမီးနဲ့မော်ဒယ်မလေးတွေကစီကံကြီးတွေက ပြန်တက်ပြီးကံပေါင်းပေါ်မှာဟိုလျှောက်ဒီလျှောက်လှုပ်နေကြတယ်။တကိုယ်လုံးစီတွေနဲ့လိမ့်ထားသလိုရွှဲအီလို့ဥရွှေခင်ကြည့်မဝဘူး။ရှရွန်စတုန်းနဲ့ဂျူလီယာရောဘတ်လည်းအထဲမှာ Turn to her ဆိုတဲ့ရုပ်ရှင်ကားကြီးလာရိုက်နေတယ်လို့ကိုငင်းရပြောတော့ဥရွှေခင်ကဟာဟုတ်လားနေလိုက်တာဗျာတော့ကြည့်ရအောင်ဆိုပြီးသူ့ဆန္ဒကိုပြောတယ်။ ရုပ်ရှင်ရိုက်ကွင်းကနှစ်ရက်ခရီးလောက်သွားရမှာဖြစ်ကြောင်းဥရွှေခင်ရဲ့ငရဲပြည်လာခွင့်ဗီဇာကတရက်သာဖြစ်လို့သွားလို့မရနိုင်ကြောင်းကိုငိမ့်ရပြောတော့ဥရွှေခင်မချင်မရဲဖြစ်သွားတယ်။နောက်တစ်ခေါက်လာရင်တော့သွားကြည့်အောင်မယ်လို့စိတ်ထဲကတေးထားလိုက်တယ်။စားတော့ဆိုင်မှာစားလိုက်တောက်လိုက်ကြောင်ညာရိုက်ကွင်းသွားကြည့်လိုက်နဲ့ဥရွှေခင်ရဲ့ငရဲပြည်တစ်နေ့တည်းဟာ ဘလို့ကဘလို့အချိန်ကုန်သွားမှန်းတောင် မသိလိုက်ဘူးဆိုရယ်ပြန်ချိန်တန်တော့ကိုငိမ့်ကဥွှေခင်ကိုဂိတ်ဝအထိပြန်လိုက်ပို့တယ်ငရဲပြည်အဲ့မှတ်တမ်းမှာဥွှေခင်ကကတော့စာအုပ်ထဲဆွဲထားတဲ့ငရဲပြည်နဲ့တကယ်လက်တွေ့မြင်ရတဲ့ငရဲပြည်ကအထင်နဲ့အမြင်တခြားစီပါပဲကတွန်းဆရာတွေအားလုံးကိုဖိတ်ခေါ်ပြီးငရဲပြည်ကိုပို့ချင်ပါသေးတယ်လို့ရေးခဲ့ပါတယ်။သမလွန်စီမံခန့်ခွဲရေးနမေယုံက နတ်လန်းညွန်ကနောက်ရက်မှာနတ်ပြည်အဝင်ဝလိုက်ပို့ပြီးအဲ့ချိုနတ်မိမယ်တယောက်လက်ထဲဥွှေခင်ကို လွှဲအပ်ပေးတယ်။နတ်မိမယ်ကသူ့နာမည်တင်တနာဝင်းဖြစ်ကြောင်းလူဘဝတုန်းကမန္တလေးမဟာမြတ်မုန်ဤဖျားကြီးဆောင်းနှမ်းမှာနိဗ္ဗာန်ကိုရောင်းချခဲ့သူဖြစ်ကြောင်းမိတ်ဆက်ပါတယ်။နတ်ပြည်ကတော့ငရဲပြည်လို အဝင်ဂိတ်နှစ်ခုမရှိပါဘူး။ဂိတ်မာကြီးတစ်ခုတည်းရပဲဝင်ရပြီးဥွှေခင်အတွက် အဲစရင်မှတ်တမ်းမှာရေးသွင်းရတယ်။ gas ဆိုတဲ့ရင်တို့တစိတ်တစ်ခုထုတ်ပေးပြီးရင်ဘတ်မှာချိန်ရတယ်။ငရဲပြည်တော့ကလို့ဧည့်သည်တော်ဆိုပြီး special ဝင်ပေါက်တွေဘာတွေနဲ့မဝင်ရလို့ဥရွှေခင်နတ်ပြည်ကိုသဘောမကျဖြစ်နေတယ်။တရားမင်းနဲ့တွေ့ရင်တော့ဧည့်သည်တော်တွေကိုတီးကြအစီအစဉ်လုပ်ပေးဖို့အကြံပြုအောင်မယ်လို့သူစဉ်းစားတယ်။နတ်မိမယ်တင်တနာဝင်းကအန်ကဲ ပထမဦးဆုံးစားရိတ်သာကြွပြီးနတ်တုတ်သာသုံးဆောင်ပါလို့ဖိတ်တယ်။ဥရွှေခင်ကနတ်မိမယ်လေးသူ့အန်ကယ်လို့ခေါ်တာမကြိုက်ပါဘူး။အကိုကြီးမိုးမောင်အောင်ခေါ်တဲ့ငရဲပြည်ရကိုငင်းကိုသူလွမ်းတယ်လို့လို့ဖြစ်သွားတယ်။နတ်တုတ်သာအရသာကတိတ်မဆိုးပေမဲ့တတ်တက်လို့ဖြစ်နေလို့ဂရင်းမတွေ့ဘူး။ပိုဆိုးတာကတခါစားပြီးရင်တနေကုန်မစားတော့ဘူးဆိုလို့ ဘယ်မှာရှာအရသာရှိတော့မလဲလို့ဥရွှေခင်ဘဝင်မကြဖြစ်ပြန်နေ။နတ်ပြည်တဲ့ရှောက်ကြည့်တော့အဝင်လန်းကလေးတိတ်ဆိတ်လို့နတ်ဗိမာန်ကလေးတွေထဲမှာနတ်သားတွေကဝိပဿနာထိုင်ရှုနေကြတယ်။ကြည်ရတာပြင်းစရာကြီး။နတ်သမီးကလေးတွေနေတဲ့ဘက်သွားကြည့်ချင်တယ်ဆိုတော့နတ်မိမေကအန်ကယ်ကအထူးဧည့်သည်တော်မို့ကျမကလိုက်ပို့တာမဟုတ်ရင်သွားခွင့်မရှိဘူးတဲ့။နတ်သမီးများသာလို့ မြန်မာဘာသာနဲ့ရေးထားတဲ့ဘက်ကိုတွားကြတယ်။ဥရွှေခင်ကငရဲပြည်မှာစိုင်းပုတ်တွေကအင်္ဂလိပ်လိုရေးတာဗျ။နတ်ပြည်ကတော့မြန်မာလိုပဲရေးတာနော်လို့မေးတော့နတ်မိမေကဒီမှာတော့မြန်မာတွေပဲများတာကိုဖြေတယ်။ဥရွှေခင်လူဘဝကသူ့ပတ်ဝန်းကျင်မှာမြင်ခဲ့ရတဲ့ရွှေချောင်းပြောင်ပြောင်တွေကိုတတိရပြီးတာရုအကြိမ်ကြိမ်ခေါ်မိပါတယ်။နတ်သမီးလေးတွေကို မြင်ရပါပြီ။ ။နတ်ဘုံနန်းနန်းတွေကြားမှာလမ်းလျှောက်နေကြတာပါ။တို့ဗိမဲ့ဝိပဿနာအရှုအမှတ်နဲ့ပဲရှောက်လှမ်းနေကြတာ။ကြွရဲလှမ်းနေချရဲထိရဲတကယ်တလန်းချင်းရွေယုံရှောက်နေတဲ့နတ်သမီးကလေးတွေကိုကြည်ရင်ငရဲပြည်တုန်းကမြင်ခဲ့ရတဲ့မော်ဒယ်မကလေးတွေနဲ့တော့ကွာပါကွာလို့ဥွှေခင်စဉ်းစားတယ်။နတ်ပြည်မှာတနေကုန်အောင်ဥွှေခင်မနေနိုင်ပါဘူး။ပြင်းနာနဲ့ နှစ်တဝက်နဲ့ပဲလှည့်ပြန်ခဲ့ပါတယ်။တမလွန်နေရာချထားရေးရုံးကိုရောက်တော့သူ့ကိုငရဲပြီပဲပို့ပါတော့လို့တောင်းဆိုတယ်။သူ့သဘောအတိုင်းပါပဲ။နက်လန်းညွန်တယောက်ကဥရွှေခင်ကိုငရဲပြီဝလိုက်ပို့တယ်။အရင်တစ်ခေါက်ကလည်းရောက်ဖူးပြီးသားလမ်းမှာဒီတစ်ခါတော့ဥရွှေခင်ကအမြဲတမ်းနေထိုင်မဲ့သူမှုဧည့်သည်ဝင်ပေါက်ကမဝင်ပဲ public only ဝင်ပေါက်ကဝင်ရတယ်။ဒီဝင်ပေါက်ရဲ့အပြင်ဘက်အမြင်ကတော့ visitor ဝင်ပေါင်းတဲ့အတူတူပဲကနုတ်ပန်းတွေနဲ့ရွှေတွေလဲဝင်းဤလို့တကားရဲ့လိုလိုပွင့်လာတာနဲ့ဥရွှေခင်အထဲကိုလှမ်းဝင်လိုက်တယ်။သူလဲအထဲရောက်ရောတကားကြီးရဂျင်းငနယ်ပြန်ပိတ်သွားတယ်။တကားဝမှာ စကတ်တူတူနဲ့ဧည့်ကြုံမှချောချောလေးတွေလည်းမရှိဘူး။ကတ်တွန်းစာအုပ်တွေတဲကလိုပဲမျက်နှာထားဆိုးဆိုးနဲ့ငရဲသားနှစ်ယောက်ကသူ့စီကိုရှောက်လှမ်းလာပြီးသူ့လက်မောင်းနှစ်ဖက်ကို တယောက်တစ်ဖက်စုပ်ကင်လိုက်ကြတယ်။အဲကွန်လည်းမရှိပါလား။ပူလိုက်တာ။အတွင်းငန်းထဲကငဲတန်ပါအောင်အကောင်ကိုချစ်အော်တဲ့အတန်ဆူဆူဝါးဝါးကိုဥရွှေခင်ကြားလိုက်ရတော့ဖြန်းငနယ်ကြက်သိမ်းထသွားတယ်။သူငရေပြီမဟုတ်တဲ့နေရာတစ်ခုကိုများမှားပြီးရောက်လာမိသလား။ဒါဒါတကယ်ငရေပြီလားလို့မယုံမယဲနဲ့သူ့နဘေးကငရေသားကိုမေးတော့ ဟုတ်တယ်လို့လေတံပြက်ပြက်နဲ့ပြန်ဖြေတယ်။ဥရွှေခင်လေတံပြော့ကလေးနဲ့တမန်မင်းကကျွန်တော်ဒီကိုလေ့လာရေးတစ်ခေါက်ရောက်ခဲ့ပါသေးရဲ့ခမ ्या ။အဲ့ဒီတုန်းကငရဲပြည်ကဒီလိုမဟုတ်ပါဘူးဆိုတော့ငရဲသားကဟဟပပရှိတယ်။ပြီးမှအဲ့ဒီတုန်းကကြောင်ညာသဘောကိုဗျကိုလူကကြောင်ညာကိုယုံပြီးအဟုတ်မတ်တော့ခံရတော့တာပေါ့တဲ့။ဒီအချိန်မှာ သူတို့ရှောက်လန်းလာတဲ့ကွန်ကရစ်ကျန်းပြင်အကွဲချောင်းကြားထဲကငရဲမီးတောက်ကြီးတစ်ခုဟုံးငနေထတောက်ပြီးဥရွှေခင်ရဲ့ရင်ဘတ်ကိုဟက်လိုက်တယ်။ဥရွှေခင်လည်းအောင်မလေးပြလို့အော်ရင်းကအိမ်မက်ကလန့်နှိုးတယ်။နားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဘေးပရာဝေးကွာကြပါစေ။ကျမကတော့ Vice Talent အေးစုမမရှင်။